ဒီနေ့သီလလုံးဝမကျိုးတဲ့စောက်တည်နီးလို့အမည်ပေးထားတဲ့တရားတစ်ခုကိုလိုလိုနဲ့တို့ရင်နှလုံးသွင်းလိုက်ကြရအောင်အဲ့တော့ဦးဇင်းတို့တရားနာပြည့်တတ်တွေကိုမေ့ကြည့်အောင်သီလကျိုးတယ်ကျိုးတယ်ဆိုတာမနေ့ပိုင်းသွားလာလှုပ်ရှားနေတဲ့အချိန်မှာကျိုးတာလားနေ့လယ်ပိုင်းသွားလာလှုပ်ရှားနေတဲ့အချိန်မှာကျိုးတာလားညအိပ်ပျော်နေတဲ့အချိန်မှာကျိုးတာလားဘယ်အချိန်မှာကျိုးတော့အေးပြောချင်တာညအိပ်ပျော်နေတဲ့အချိန်မှာသီလကျိုးရလား အဲ့တော့ညအိတ်ခံဒီမှာတီလာယူလိုက်မယ်ဆိုလို့ရှင်အဲ့ဒီတီလာကျိုးပါအောင်မလားကျိုးပါဘူးအေးစာထဲမှာကာလပရိယန္တတီလာဆိုတာရှိတယ်ကာလပရိယန္တတီလာဆိုတာကာလပိုင်းဖြတ်ပြီးတော့မှစောင့်ထိုင်းတဲ့တီလာဟိုမှာတထိုင်းပဲဖြစ်ဖြစ်နာယူဝဲပဲဖြစ်ဖြစ်တနာယူဝဲဖြစ်ဖြစ်တနေ့လုံးပဲဖြစ်ဖြစ်ကာလပိုင်းဖြတ်ပြီးတော့မှစောင့်ထိုင်းတဲ့တီလာကိုကာလပရိယန္တတီလာလို့ခေါ်တယ်၈ပါးတီလာတို့၉ပါးတီလာတို့ဆိုတာကာလပရိယန္တတီလာဦးဇင်းတို့တရားနာပြီးတတိကြားဥပါတယ်တထိုင်းဥပုတ်ထိုင်းဟိုကြားဥတယ်မလားကြားဥပါ ကြားဘူးလေအဲ့ဒါကာလပိုင်းဖြတ်ပြီးတော့မှစောင့်သိနေတဲ့တိလာဆိုလိုတာကဒီ၈ပါးတိလာ၉ပါးတိလာတို့ကာလပိုင်းဖြတ်ပြီးတော့မှစောင့်သိကောင်းတယ်အဲ့တော့ကဲစောစောကပြောခဲ့တဲ့အတိုင်းပဲဥဒ္ဓနောတရားနာပြည့်တဲ့ဒီညပဲချင်းအိပ်ပြီးတော့မှမနေ့ပဲချင်းထားတော့ကဲထားပါတော့တတနာကြီးအိပ်တယ်နော်မနေ့9နာရီထားတယ်ပဲထားနော်အဲ့တော့ကိုကအိပ်ခါနေပြီဆိုလို့ရှိရင်တိလာယူလာယူပြီးတော့မှ ဘုရားတပည့်တော်သည်ည7:00နာရီမှမနက်9:00နာရီတိသီလစောက်တည်ပါ၏ဘုရားဆိုပြီးတော့မှသီလလေးဦးကာလပိုင်းဖြတ်လိုက်အဲ့တော့ဟော9:00နာရီလဲထိုးနိုးလဲနိုးရောအဲ့တော့7:00နာရီကနေ9:00နာရီတိဆိုတော့ရောဆိုတဲ့အခါကျတော့အားလုံးပေါင်း8:00နာရီရမယ်6:00နာရီနော်အဲ့တော့ဒါတနေ့ကို6:00နာရီ10ရက်ဆိုလို့ရှိလို့ရှင်နာရီ60နော်တလဆိုလို့ရှိရင် နာယူအောင်180နော်တနည်းဆိုလို့ရှိလို့ရှိရင်2160နော်အဲ့တော့တနည်းဆိုလို့ရှိရင်2160ရသွားတာနည်းရလားမနည်းဘူးတကယ်တမ်းကျတော့ဥဒ္ဓနုတရားနာပြည့်တတ်တီလာဟို9နိုင်ထိုးတာနဲ့တီလာအတန်းကျိုးလို့လားမကျိုးပါဘူးနော်အဲ့တော့ဥစဉ်ကဒီစကားကိုအလွတ်ပြောတာမဟုတ်ပါဘူးကျေးဇူးတော်ရှင်မင်းကုန်းဆရာတော်ဘုရားကြီးကမဟာဗုဒ္ဓဝင်ထဲမှာ ဒီပေတဝတ္ထုလေးနှစ်ပုဒ်ကိုထုတ်ပြပြီးတော့မှဆရာတော်ဖျားကြီးကဟောပြတာတာအဲ့ဒါလေးကိုဦးဇင်းတို့ခက်ချင်းချင်းပြန်ပြောပြလိုက်အောင်နော်တခါတော့ကငွေချင်းနှစ်ယောက်ရှိတယ်တကယ်ရင်နှစ်ယောက်သိအချစ်ကြတယ်ဒါပေမဲ့တယောက်နဲ့တယောက်မတူဘူးတယောက်ကဘာသာရေးကိုင်းဆိုင်တယ်တယောက်ကမိုးဆိုးအလုပ်ကိုလုပ်တယ်အဲ့တော့တိတ်ချစ်ကြတဲ့ခါကျတော့ဘာသာရေးကန်ဆိုင်တဲ့တငယ်ချင်းကပြောတယ်တငယ်ချင်းရဲ့ဒီမိုးဆိုးအလုပ်ကိုမလုပ်ပါနဲ့အဲ့လိုပြောတာမရဘူးအဲ့တော့ကြာလာတဲ့ခါကျတော့ तू ကဘာပြောလဲဆိုတဲ့ခါကျတော့တငယ်ချင်းရဲ့ မင့်ဝါဒနာကိုငါမတားပါဘူးဒါပေမဲ့ညပိုင်းလေးမှာတော့တနိုင်တစ်ပိုင်းသီလစောင့်သိမ်းပါလားဆိုပြီးတော့မှပြောတာပြောလဲပြောတော့ငယ်ချင်းကလုပ်တယ်လူကကောင်းပါပြီငါညပိုင်းမှာသီလစောင့်သိမ်းပါပဲဆိုပြီးတော့မှညပိုင်းမှာတော့စောင့်သိမ်း तू ကညပိုင်းကြာတော့မုတ်ဆိုးအလုပ်လုပ်သေးလားမလုပ်ပါဘူးเนาะအဲ့တော့မနေ့ပိုင်းမှာမုတ်ဆိုးလုပ်လို့ညပိုင်းမှာသီလစောင့်သိမ်းအဲ့ဒီလိုနဲ့နေလာလိုက်တာတေလဲတေလွန်ရောတက်တန်းစိတ်လို့ကွယ်လွန်လဲကွယ်လွန်ရောဒီရာဂျိုပြီအင်းမှာဝေမာနိကပြိတ္တာသွားပြီးတော့မှဖြစ်သွားတယ် နော်အဲ့တော့ဘလို့ခံစားနေရတယ်ဆိုတဲ့အခါကျတော့မနေ့ပိုင်းမှာ မုဆုအလုပ်လုပ်ခဲ့တဲ့အတွက်အကုသိုလ်ဒုစရိုက်တွေလုပ်ခဲ့တဲ့အတွက်ဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေရတယ်ညပိုင်းမှာတငယ်ချင်းရဲ့ဆောင်းထိန်ပျော်ပြမှုကြောင့်တိလာဆောင်းခိန်ခဲ့တဲ့အတွက်သူကကာမဂုဏ်တရား၅ပါးတွေကို အပြည့်ဝခံစားနေရတယ်နော်ဆိုလိုတာက နေခံ ညာဆန်သဘောမျိုးဖြစ်နေတာနော်အဲ့ဒါကိုအရှင်နာရဏမထေရတွေ့တွေ့ရတဲ့အခါကျတော့ဟိုအသင်ပြိတ္တာအသင်ရဲ့အချိုးပေးမှုကလည်းထူးခြားကြည်လားအဲ့လိုမိတဲ့အခါကျတော့ ဘလောက်ကြောင့်အဲ့ဒီလိုအကျိုးပေးနေရတာလဲမေးလည်းမေးရောအရှင်ဘုရားဘုရားတိရောလူပြင်မှာနေစဉ်ကာလတုန်းကမုတ်ဆိုးအလိုလုပ်ခဲ့ပါတယ်ဘုရားအဲ့ဒီအကုသိုလ်ကံအကြောင်းဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေရပါတယ်ဘုရားနောက်တခါညပိုင်းမှာတော့မိကောင်းဆွေကောင်းတငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့်သီလဆောင်ထိန်နေပါတယ်ဘုရားအဲ့ဒီကုသိုလ်ကံအကြောင်းကာမဂုဏ်တရား၅ပါးတွေကိုအပြည့်အဝခံစားနေရတာပါဘုရား အဲ့ဒီလိုရှောက်ပြတာเนาะအဲ့တော့ဒါဝိတုလေးတပုတ်ပေါ့ဆရာတော်ဘုရားကြီးကနောက်ဝိတုလေးတပုတ်ကိုလည်းထပ်ထုတ်ပြထားတယ်ဟိုဝိတုလေးတွေကတော့ခက်ဆင်ဆင်လေးပါပဲဒီလိုပါပဲတခါတော့ကအဲ့ဒီလိုပဲတငယ်ချင်းနှစ်ယောက်တယောက်ကဘာသာရေးကန်ဆိုင်နဲ့တယောက်ကမုတ်ဆိုးအလုပ်ကိုလုပ်တယ်ဘာသာရေးကန်ဆိုင်နဲ့တငယ်ချင်းကမုတ်ဆိုးအလုပ်လုပ်အတွက်တငယ်ချင်းကိုမလုပ်ဖို့သွားပြောတယ်ဒါပေမဲ့မရဘူးမရတဲ့အခါကျတော့ဒီအဲ့ဒီဘာသာရေးကန်ဆိုင်နဲ့တငယ်ချင်းကသူ့အိမ်မှာအမြဲစွန့်မှန်ကြွနေတဲ့ဒီအရှင်မြတ်တပါးရဟန္တာအရှင်မြတ်တပါးကို သွားလျှောက်ပြတယ်ရှင်ဘုရားတပည့်တော်တငယ်ချင်းကိုသွားပြီးတော့မှတားပြီးပါအောင်ဘုရားအဲ့ဒီလိုလျှောက်တာလျှောက်လဲလျှောက်တော့အဲ့ဒီရဟန္တာရှင်မြတ်ကမုတ်ဆိုးလုတ်တဲ့တငယ်ချင်းရဲ့အိမ်ရှိကိုကြွကြွပြီးတော့မှအဲမုတ်ဆိုးလုတ်တဲ့တငယ်ချင်းကလည်းဗราတရားကောင်းတဲ့ခါကျတော့အိမ်နဲ့ပင့်ဆွန်းလောင်းဆွန်းလောင်းပြီးတော့မှဒီမုတ်ဆိုးအလုံးမလုတ်ဖို့ပြောတာပေါ့ပြောတဲ့ခါကျတော့ तू ကဝါသနာကိုမစွန့်နိုင်ဘူး နောက်ပိုင်းမစွန့်နိုင်မှလည်းတိလက်တိရောဒါဖြစ်ရင်လည်းကောင်းပြီညပိုင်းလေးမှာတော့စောင့်ထိန်ပါလားတခါရဲ့အဲ့ဒီလိုကရုဏာတန်လေးနဲ့လည်းစုံမှလည်းစုံမှတော့ဒါဖြစ်ရင်လည်းကောင်းပါပြီဗျာတပြီးတော့ညပိုင်းမှာတနိုင်တစ်ပိုင်းစောင့်ထိန်ပါမယ်ဗျာစောင့်ထိန်တာအဲ့တော့စောစောကပြောခဲ့တဲ့အတိုင်းပဲမနေ့ပိုင်းမှာမိုးဆိုးလို့လို့ညပိုင်းမှာတိလာစောင့်တေးတေလဲတေလွန်ရောအရာဂျိုပြင်းနီးမှာပဲဝိမာနိကပြိတာဖြစ်ပြီးတော့မှနေခံညဆန်းဖြစ်သွားတာအဲ့တော့နော်ဆရာတော်ဘုရားကြီးရဲ့ဒီဝိထုလေးကိုထောက်ပြပြီးတော့မှ ဝိထုလေးနှစ်ပုဒ်ကိုထောက်ပြပြီးတော့မှဒီမနှစ်ပိုင်းမှာမဆောင်ထိန်နိုင်အောင်မှာညပိုင်းမှာတနင်္လာပိုင်းဆောင်ထိန်လို့ရှိလို့ရှင်ဒီတိလရဲ့အကျိုးကိုခံစားရတယ်ဆိုတာကိုထုတ်ပြတာအဲ့တော့ဆရာတော်ဘုရားကြီးကဘုရားဟောပါဠိတော်အထာဂရတိကာတွေရေးထုတ်ပြီးတော့မှမာဘုဒ္ဓံထဲမှာရေးပြတယ်ဥစဉ်ကဆရာတော်ဘုရားကြီးရေးပြတာကိုဥစဉ်တို့တရားနာပြည့်တတ်တွေကိုပြန်ပြီးတော့မှဟောပြတယ်အဲ့ခါကျတော့ဥစဉ်တို့တရားနာပြည့်တတ်တွေကလည်းပဲကိုယ့်ရဲ့ဓမ္မမိတ်ဆွေတွေမှာလည်းပဲရှိမှာပဲတာယေသမီးရောင်တိလမဆောက်တည်နိုင်တဲ့ပုံကိုယ်တွေမရှိဘူးလား အေးအဲ့ဒီသူတို့ကိုလည်းပဲပြောပြရမှာเนาะအဲ့တော့တိလဆိုတာကြီးเนาะဟိုလိုကြီးစောက်တည်မှာမဟုတ်ပါဘူးဒီလိုဒီလိုစောက်တည်ရင်လည်းပဲတိလလုံးဝမချိုးပါဘူးအေးအဲ့ဒီလိုပြောပြလိုက်လို့ရှင်ကို့အတွက်တကယ်ဓမ္မဒါနကုသိုလ်တွေဖြစ်မသွားဘူးလားအေးအဲ့ဒီလိုပြောပြမှာလည်းပဲဦးဇင်းတို့ဟောရတာလေတန်တယ်နားရတာလေတန်တယ်เนาะအဲ့ဒီလိုပြောပြနိုင်မှာလည်းပဲနာရတန်တာအဲ့ဒီလိုပြောပြလိုက်တယ်ဆိုလို့ရှင်လေကို့အတွက်ဘာကုသိုလ်တွေဖြစ်သွားတာတော့ဓမ္မဒါနကုသိုလ်တွေဖြစ်သွားတာ တော့ဒါဆိုလို့ရှိလို့ရှိရင်အဲ့တော့ဒီနေ့ကစပြီးတော့မှစောင့်ထိန်မလားနော်အဲ့တော့ထားပါတော့ညအိယာဝင်ကနီးသီလယူတယ်ဆိုလို့ရှိရင်ဘယ်နှမိနစ်အလုံးပေါင်းဘယ်နှမိနစ်လောက်ရှိမလဲအလုံးဆုံး9မိနစ်ဒါမှမဟုတ်3မိနစ်ပေါ့နော်အဲ့လောက်ကလေးပဲရှိပါတယ်ဒီတော့အိခါနေပြီဆိုလို့ရှိရင်ကိုဘာသီလလောက်တော့ယူလိုက် နော်ကိုဘာတိလာယူယူပြီးတော့မှဖျားပြီးတော့ဒီည7နာရီမှမနေ့9နာရီတိတိလာဆောက်တည်ပါကြီးဖျားဆိုပြီးတော့မှကာလလေးပိုင်ဖြတ်လိုက်တကယ်တမ်းကျတော့တရားနာပြည့်တဲ့ရင်9နာရီချိုးတာနဲ့တိလာချိုးလို့လားမချိုးပါဘူးနော်ဘယ်ကြမှာချိုးတာတော့ဈေးထဲကြောင့်မှချိုးတာလားအဲ့တော့အဲ့တော့ကဲအဲ့လိုဆိုလို့ချင်းနည်းနည်းတော့တိုးလိုက်နော်6နာရီထိုးရင်ချိုးပြီလားမချိုးသေးပါဘူး9နာရီထိုးရင်ရောမချိုးသေးပါဘူးနော်နော်7နာရီထိုးရင်ရော နည်းနည်းနီးလာပြီเนาะအဲ့တော့7နာရီလောက်ထိတော့ယူလိုက်ပေါ့เนาะအဲ့တော့9နာရီဆိုရင်တော့တိတ်ပြီးတော့မှစိတ်မချရတော့ဘူးเนาะအဲ့တော့7နာရီထိဆိုလို့ရှိရင်ည7နာရီရက်နေ့မနေ့7နာရီထိဆိုလို့ရှိရင်အလုံးပေါင်းဘယ်နှစ်နာရီဖြစ်တော့မလဲ9နာရီเนาะအဲ့တော့တနေ့ကို9နာရီရသွားတယ်ဆိုတာနည်းရလားမနည်းဘူးဒီကြားတဲ့ကိုကဒီသီလဆောက်တည်ပြီးတဲ့အခါဤသီလဆောင်တဲ့ရတော့ကုသိုလ်ကောင်းမှုဒီနိဗ္ဗာန်ကြီးထောက်ပံ့ဖြစ်ပါသေးဆိုနိဗ္ဗာန်ကိုဆုတိုင်းလို့ဆိုရှင်ကိုဆောင်ထိန်လိုက်တဲ့သီလဟာပါရမီမြောက်တဲ့သီလဖြစ်သွားမှာเนาะ ဒါသီလလုံးဝမဆောက်တည်နိုင်တဲ့ပုံကိုယ်ကြီးတွေဥစဉ်ကပြောပြတာကိုကအဲ့ဒီလိုလဲဆောင်းထင်းကျင်နေဒါမှမဟုတ်သီလကိုကိုကပုံစံတစ်မျိုးနဲ့လဲဆောက်တည်ကျင်တဲ့ပုံကိုယ်ကြီးတွေကြားနိုင်ပြတဲ့အတွက်ပုံစံတစ်မျိုးနဲ့ဆောက်တည်နေရို့လဲပဲပြီးခဲ့မလို့ယူမလားအေးအဲ့တော့သီလကိုနဲ့မြတ်စွာဘုရားကိုပူဇော်ပြီးတော့မှ ဆောင်းထင်းကြည့်ပါလားအမထားပါတော့ကိုကမြတ်စွာဘုရားရှိတော်တော်ပြီးတော့မှကိုလေးချချပြီးတော့မှ တိလယူယူပြီးတော့မြတ်စွာဘုရားဖျားပြီးတော့ဒီနေ့တနေ့တာမြတ်စွာဘုရားကိုတိလနဲ့ပူဇော်ပါပြီဘုရားဆိုပြီးတော့မှရှောက်လိုက်အဲ့တော့စိတ်ထဲမှာလည်းပဲမြတ်စွာဘုရားကိုတိလနဲ့ပူဇော်ထားတာဆိုတဲ့ခါကျတော့ကိုယ့်ကိုယ်ကြည်ညိုမနေဘူးလားကြည်ညိုနေတယ်အဲ့တော့မြတ်စွာဘုရားကိုတိလနဲ့ပူဇော်ထားတာဆိုတဲ့ခါကျတော့တုံတန်ယုံတိလဖုတ်ဖို့အာကုတုအောင်ကြုံလာအောင်နော်မြတ်စွာဘုရားမျက်နှာလေးကိုမြင်ပြီးတော့မှမြတ်စွာဘုရားကိုအာနာပြီးတော့မှတိလကိုကျိုးရက်ပါအောင်မလားမယိုးချက်တော့ဘူးเนาะအဲ့တော့ဥစဉ်တို့တရားနာပြည့်တတ်တယ် မလုပ်ဘူးတဲ့အလုပ်ဆိုလိုက်လုပ်တယ်မစားဘူးတဲ့အစားဆိုရင်လိုက်စားတယ်မွေးဘူးတဲ့အဝတ်ဆိုရင်လိုက်ဝတ်တယ်နော်မသွားဘူးတဲ့နေရာတွေဆိုရင်လည်းလိုက်မသွားဘူးလားဟောမလုပ်မလုပ်ဘူးတဲ့အလုပ်တွေကြာလိုက်လုပ်ပြီးတော့မှမလုပ်ဘူးတဲ့ကုသိုလ်လေးတွေကြတော့လိုက်မလုပ်တင်ဘူးလားလုပ်တင်တယ်ကဲမြတ်စွာဘုရားကိုတီလာနဲ့ပူဇော်တဲ့ကုသိုလ်ကြတော့လုပ်ဖို့ပြီပြီလားမလုပ်ဘူးသေးဘူးအဲ့တော့ကိုကအမြဲတမ်းမပူဇော်နိုင်ရင်တော့မှတပတ်တခါကိုရဲ့မွေးနေ့လေးတွေမှာတော့ပူဇော်ကြည့်တင်တယ် နော်အဲ့တော့ကိုကကိုကဥမာထားပါတော့ဘုဒ္ဓဦးနေမွေးတယ်ဆိုလို့ရှိရင်လည်းပဲဘုဒ္ဓဦးနေရောက်ပြီဆိုလို့ရှိလို့ရှိရင်သီလလေးယူယူပြီးတော့မှမြတ်စွာဘုရားဖျားကြီးတော့ဒီနေ့တနေ့တာမြတ်စွာဘုရားကိုသီလနဲ့ပူဇော်ပါရင်ဖျားဆိုပြီးတော့မှရှောက်လိုက်စိတ်ထဲမှာလည်းပဲငါမြတ်စွာဘုရားကိုသီလနဲ့ပူဇော်နေတယ်ငါမြတ်စွာဘုရားကိုသီလနဲ့ပူဇော်နေတယ်ဆိုပြီးတော့မှနှလုံးသွင်းထားပါတော့နော်အဲ့တော့ကိုကမြတ်စွာဘုရားကိုသီလနဲ့ပူဇော်ထားတဲ့နေ့ဆိုလို့ရှိရင်ကို ကိုနဲ့နှုတ်ကိုအထုကိုစောင့်ထိန်ထားရမယ်အထုသဖြင့်နော်ပြက်တနာအစပါဇက်ကဆိုတဲ့အတိုင်းနှုတ်ကိုအထုကိုစောင့်ထိန်ထားရမယ်နော်အဲ့တော့မြတ်စွာဘုရားကိုတိလာနဲ့ပူဇော်ထားတဲ့နေ့တွေဆိုလို့ရှိရင်အတင်းတွေပါလေမပြောနဲ့တော့နော်မနေ့ကျန်ကြမှာပဲပြောနော်အဲ့တော့အတင်းပြောတာဘာဖြစ်တာတော့အကုသိုလ်ပဲနော်အဲ့တော့မြတ်စွာဘုရားကိုတိလာနဲ့လည်းပူဇော်ကြည့်ပါနော်မြတ်စွာဘုရားကိုတိလာနဲ့ပူဇော်ရတဲ့အရာကပူဇော်ကြည့်ဖို့မှတည်တယ်အဲ့ဒီအရာကိုသိကျင်တယ်ဆိုလို့ရှိရင်နော် ာလို့ကြည့်မလဲပူဇော်တာကြည့်ရောအဲ့တော့တရားနာပြည့်တက်လည်းပဲအဲ့ဒီမြတ်စွာဘုရားကိုသီလနဲ့ပူဇော်ရတဲ့အရာတာကိုသိကျင်တယ်ဆိုလို့ရှိရင်နော်အိမ်မှာပူဇော်တာရှိပြီတော့နော်အဲ့တော့သီလကတကယ်တမ်းကျတော့နိဗ္ဗာန်တည်းပို့ပေးတာပါနော်ရှင်အနန္ဒာမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားနော်သီလစောင့်သိရင်ဘာအကျိုးရှိပါသလဲဘုရားမေးတာမေးတဲ့အခါကျတော့ချစ်သားအာနန္ဒာသီလစောင့်သိလို့ရှင်အာဝတိတာရစိတ်ကြည်လင်ရင် အကျိုးရှိတယ် စိတ်ကြည်လင်ရောဗျာဘာအကျိုးဆက်ပြီးတော့မှရှိပါလေဗျာပါမောက်စာဝမ်းမြောက်ခြင်းအကျိုးရှိတယ်နော်ဝမ်းမြောက်ရင်ရောဗျာဘာဆက်ပြီးတော့မှအကျိုးရှိပါလေဗျာပီတိနှစ်သက်ခြင်းအကျိုးရှိတာဗောအာနန္ဒာရဲ့စတဲ့ဖြင့်အကျိုးတွေကိုအစဉ်စဉ်ဟောတာဗောပါဠိလိုပြောမယ်ဆိုလို့ရှိရင်နော်အာဝတိတာရာပါမောက်စာပီတိပတ္တိဒုက္ခတမာတိယထာဘူဒနိဗ္ဗိဒဝိဒါကဝိမု ക്തി ဒါအကျိုးအစဉ်စဉ်မြတ်စွာဘုရားဟောထားတာနော်အဲ့ဒီပါဠိလေးကိုတီတော်ဆရာတော်ဘုရားကြီးကမြန်မာပြန်ထားတာတိတ်ပြီးတော့မှလှတယ် ီလရှိတော့စိတ်ကြည်စိတ်ကြည်တော့ဝမ်းမြောက်ဝမ်းမြောက်တော့နှစ်သက်နှစ်သက်တော့ငြိမ်းအေးငြိမ်းအေးတော့ချမ်းသာချမ်းသာတော့တည်ကြည်တည်ကြည်တော့အမြင်မှန်အမြင်မှန်တော့ညီငွေညီငွေတော့မမြင်မမြင်တော့ဖိုရောက်ဖိုရောက်တော့နိဗ္ဗာန်ဝင်ဟောတီလဆောင်ထိလိုက်တာဘယ်ဒီပို့ပေးတာတို့အေးတီလဆောင်ထိလို့ရှိရင်ပထမစိတ်ကြည်လင်မဲ့နောက်ဝမ်းမြောက်မဲ့နှစ်သက်မဲ့ငြိမ်းအေးမဲ့ချမ်းသာမဲ့နော် ကဲသောသောကပြောခဲ့တဲ့ဒီနိဗ္ဗာန်မဲ့ကိုရတာကိုခဏထားလိုက်အောင်နော်ဒီစိတ်ကြည်လင်မဲ့ဝမ်းမြောက်မဲ့နော်နောက်တကနှစ်သက်မှုပီတိတွေဖြစ်မဲ့နော်နောက်တကငြိမ်းအေးမဲ့နောက်တကချမ်းသာမဲ့ဒီလောက်ကလေးနဲ့ကိုပဲမဆောင်ထင်းတင်ဘူးလားအေးဒီအကျိုး၄၅ချက်လောက်နဲ့ရုံပဲတိလာဆောင်ထင်းတင်ပြီနော်အဲ့တော့ကိုကတိလာဆောင်ထင်းလိုက်တာနဲ့တိလာရဲ့အကျိုးတွေကဒီဘဝတည်းမဟုတ်ဘူးဘဝတိုင်းဘဝတိုင်းပါမသွားဘူးလား အဲနောက်ဆုံးတရားနာပြည့်တတ်ရဲ့ဘယ်ထိအထောက်ပံ့ပေးလိုက်တာတော့နိဗ္ဗာန်ဒီအထောက်ပံ့ပေးလိုက်တာအဲ့တော့တိလကိုရှော့ပြီးတော့မှမတွက်ပါနဲ့နော်အဲ့တော့ဒါဆိုလို့ရှိရင်တရားနာပြည့်တတ်အားလုံးလည်းပဲဒီတိလလုံးဝမကျိုးတဲ့စောက်တည်နည်းပြီးသွားပြီလားပြီးသွားပါပြီနော်အဲ့တော့ခက်ရလား မခက်ပါဘူးเนาะအိခဏီတိလာယူတယ်ဆိုတာက3မိနစ်ဒါမှမဟုတ်အလွန်ဆုံး9မိနစ်ပဲရှိပါတယ်အဲ့တော့10ပါတိလာတော့တကောင်9ပါတိလာတော့တကောင်အိခဏီတိုင်းအိခဏီတိုင်းယူသွားမယ်ဆိုလို့ရှိရင်နေ့တိုင်းနေ့တိုင်းတိလာတွေဖြစ်နေတာเนาะအဲ့တော့တိလာဟာနိဗ္ဗာန်ဒီပို့ပေးတယ်အဲ့တော့အချိန်မရသေးလို့ရှိရင်လည်းပဲတီလာလုံးဝမကျိုးတဲ့စောက်တီနည်းတွေရှိတယ်ဆိုတာသိထားလို့ရှိလို့ရှိလို့ရှိရင်ကိုက ဆောက်တည်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်အတွက်တံပိုးတွေရှိတာပဲတရားရဲ့သဘောကတိဖို့ပဲကျင့်ဖို့ပဲတိပြီးတော့မှမကျင့်မြန်ရင်လည်းပဲအတိပဲရှိပါမလားရှိပါဘူးဗျာအေးဥမာထားပါတော့တရားတွေတော့နာပါရဲ့နားပြီးတော့မှမကျင့်မြန်ရင်လည်းပဲအတိပဲမရှိဘူးဒီလိုပဲတရားတော့ဟောပါရဲ့တရားဟောပြီးတော့မှမကျင့်မြန်ရင်လည်းပဲအတိပဲမရှိပါဘူးเนาะအဲ့တော့တိလဟာကိုကစောင့်ထင်းခြင်းနဲ့စိတ်ရှိဖို့ပဲလိုတယ်ဘာမှအန်ကျိတ်တောက်ခေါက်ပြီးတော့မှစောင့်ထင်းနေစရာ မလိုဘူးเนาะအဲ့တော့ဒါလို့ဆိုလို့ရှိရင် အတင်တင် ပြည့်စုံတော့ပါပြီเนาะဥစဉ်ဒီနေ့တရားဟောပြောတော့ကုသိုလ်ကောင်းမှုဖို့ပါပါဒီနိဗ္ဗာန်ရင်ထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းရင်ဥစဉ်ရဲ့တရားဟောပြောမှုကိုဒီမှာပဲနှိမ့်ချုပ်ပါတယ်